ါပါရှင်မန္တလေးကတက် channel နဲ့ပြည်내ကျဆွန်လာပါရှင်ကျမတို့ channel ကနေနောက်ဆုံးသတင်းများကို channel တွေပြင်ဆင်တင်တင်ဆက်ပြတော့မှာဖြစ်ပါလိမ့်ရှင်နေပြီးတော့မှမနေ့ကလှုပ်ချိုရေးတွေတင်ကြထားပြီးအစစ်စစ်ကြမ်းတွေကြောင်းသိရပါတယ်ဗမာပြည်တကာကိုရေးကျမတို့ PN တွေကနေပြီးတော့အနည်းလှုပ်ချိုရေးယူပေးနေတဲ့ sit test scan ကြီးကိုဝင်ရောက်တိုက်ခိုက်နေပြီးသိမ့်ပိုက်ချတာကြောင့်ရှိကလူလှုပ်ချရေးတင်းကျပ်ပြီးအစစ်စစ်ကြမ်းနေတယ်လို့ထင်ခဲတာဖြစ်ပါရင် ဒါပေမဲ့လည်းတက်တွင်ကလာတဲ့တချို့သတင်းတွေရနေပြီးတော့မှဘူချရီရဲ့အကြောင်းအချင်းချင်းပန်စီမူရီရှင်တွေကြောင့်သတင်းတွေထွက်ပေါ်လာပါတယ်။မြန်မာရဲ့ဥဆောင်မှုကိုမကြိုက်ကြတဲ့တချို့ဟောင်းပုံမှုချင်းတန်းရွှေသမရဟောင်းအသိစိတ်တို့နေမှာစစ်သားတွေဝရောက်စီးနေတာမျိုးတွေရှင်တွေကြောင့်သိရပြီးအသေးစိတ်အခြေအနေကိုသိရှိရဖို့အလွမ်းခက်ခဲနေကြောင်းသိရှိရပါတယ်။တန်းရွှေရဲ့တမဲဒေါက်တာနေဆူမောက်ကိုလည်းစကောက်စရဖန်စီထားတာကြောင့်အခြေအနေတွေကဘိုးချွေရဲ့အကြမ်းမှာတင်မာမှုတွေရှိလို့အနေခဲလည်းဖြစ်ပါရဲ့ နေပြည်တော်မှာရှိတဲ့စစ်တပ်ရဲ့အာဏာမြေအခြေပြုလွှတ်ချုပ်ရေးကိစ္စကံကို PNL ကဝင်ရောက်စီးနေရှင်းလင်းတဲ့အကြောင်းသိရပါတယ်။နေပြည်တော်အုတ်တရတိရိတက္ကုံမြို့နယ်ကအကျန်းဖစ်စစ်တပ်ရဲ့အာဏာမြေအခြေပြုလွှတ်ချုပ်ရေးကိစ္စကံကိုနှစ်ရက်ဆက်စီးနေတက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းပြည်တွင်းလူမျိုးရေးတမရော PNL ကသတင်းထုတ်ပြန်ထားပါတယ်။ ဆောဆောနနေကြောကြာတဆွထားရဲ့အတီလိုချိုရဲ့ကင်းစကန်ကိုအောက်ချောပါလာဆန်နေရနေညပိုင်းကဆလာဖီယလေတဖဝင်တွေကစကြောင်းတုတ်ခုခွဲကဝေရောက်ရှင်းနေခဲတာဖြစ်ပါရယ်အကျဲဆောဆုဖက်ကနေလက်မြေစိုးမိုးရင်စကြောင်းထုံနေတဲ့အချက်အတွင်းရမဲတင်မြွနယ်ကစကြောင်းတကြောင်းနေပြီးတော့အမြန်လန်းကစကြောင်းတကြောင်းနဲ့အခြေပြုစခန်းတစ်ခုကစကြောင်းတကြောင်းဆိုပြီးစကြောင်းတုတ်ခုခွဲကဝေရောက်ခဲတာဖြစ်ကြောင်းပြည်တော်လုံးမြောက်ရဲ့ကျွန်တော်ဖီယလေကအချုပ်ပြန်ချပါရယ် ဇိုဆုစခန်းကိုဝရောက်စင်းနေတဲ့အချိန်အတွင်းအကြံဖက်စတာတွေစခန်းဆွက်ခွာချုပ်ပေးသွားတာကြောင့်ကင်းကြီးမျောစင်းတွေဖန်ကားတွေကိုပါစင်းနေနိုင်ခဲ့ပြီးစခန်းကျွေးဝရောက်ရှင်းနေနိုင်ခဲ့တယ်လို့သိရပါတယ်။နှွေမလာ73ရက်နေ့နောက်တနေ့မှလည်းစခန်းတစ်ခုလုံးကိုဒုတိယအကြိမ်ထမှန်ရှင်းလင်းရင်းကြီးငွေသားနဲ့စစ်သုံးဆောင်ပြည်သူတို့တင်စီရရှိခဲ့တယ်လို့လည်း PN ကပြောဆိုထားပါတယ်။ ကျမတို့ယတနာမြေအခြေပြုလှုပ်ချိုးရေးစခန်းကိုရောက်ဆင်းနေတဲ့တရိကမန်မာရီလို့လည်းဗီဒီယိုလိုများရေးတွတ်ဖျင်းလေးရဲ့အထွတ်အထိပ်မှုရေပေါ်နေနေကြောကပြောဆိုထားပါတယ်။လက်ရှိမှာတော့ Jefferson တက်စစ်ကြောင်းတစ်ခုဟာဖျင်းနေရှင်နေထားတဲ့ယတနာမြေအခြေပြုလှုပ်ချိုးရေးစခန်းရဲ့အနီးကပ်အရွာတွေမှာထိုင်ချတက်ဆွင့်နေတယ်လို့လည်းသိရပါတယ်။ယတနာမြေအခြေပြုလှုပ်ချိုးရေးစခန်းကိုဖျင်းလေးဝင်ရောက်မစင်းနေခင်တည်းရဲ့အလိုမှာနေပြီးတော့တက်ကုံမြို့နယ်အပိုင်း နေရနဲ့39မိုင်ကစုစုရဲ့၄ကတရာစခန်းကိုနေဘရတကုတ်ပြည့်ရဲ့803တရက်ကပျောက်ကြားဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ကြောင်းသိရပါတယ် ဆက်လိုက်ပြီးတော့ရွှေတင်နေမဲ့ထရန်လန်လန်စီယုံနေတဲ့အကြံဖို့ပါတီဝဲကိုပြည်သူတို့ကဓာဖြင့်လိုက်ခုတ်ရန်ကုန်တွင်ရွေးကောက်ပွဲမဲ့ဆွစီယုံရဲ့ဆိုင်ပေါ်များဖြိုချမှုဖြင့်ပြည်သူလေးကိုအဖမ်းဆီးခံရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြမှာဖြစ်ပါရယ်ပုဂိုလ်တိုင်းရွှေတင်မြို့နယ်တွင်ကျန်းဖို့ပါတီကိုမဲထရန်လန်လန်စီယုံနေတဲ့ကျန်းဖို့ပါတီဝင်ကိုဘီတူတူကဒါဖြင့်လိုက်ခုတ်မှုဖြစ်ပါခဲ့ကြောင်းစစ်တဲအတရေထုတ်ပြန်ချက်အသိရပါရယ်။နိုဝင်ဘာလ14ရက်နေ့နံနက်ပိုင်းပုဂိုလ်တိုင်းရွှေတင်မြို့နယ်အနောက်ဖက်ချီရွာတွင်ကျန်းဖို့ပါတီကိုမဲထကြရမဲဆွစ ယုံရေးအတွင်းဒေါ်မစိတ်ဆိုတဲ့ကျပ်ပပါတီဝင်ကလှန့်လန့်စည်းရုံးနေကြောင်းထို့သူလှန့်လန့်မဲ့ဆွတ်စည်းရုံးနေစဉ်အဆိုပါကြေးရွာတွင်နေထိုင်ခဲ့တဲ့ပြီးသူအသက်42နှစ်အရွယ်ကိုဝင်းဦးကဓာတ်ဖြင့်လှန့်လန့်ခုတ်တက်ဖြင့်ဒေါ်မစိတ်မှာချက်ပြေလွတ်မြောက်သွားခဲ့ကြောင်းထို့သူလွတ်မြောက်သွားခဲ့တော့လည်းပဲစစ်တပ်နဲ့ရဲကဓာတ်ဖြင့်ခုတ်တက်ပြီးသူကိုဝင်းဦးကိုလှလှဖမ်းဆီးရတဲ့ခက်ကြောင့်ရင်းနောက်အရွှေချင်းမြို့နယ်ရဲစခန်းတွင်ရွက်ကပွဲကွယ်ဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည် ဟလာကျွန်တော်ယူပါလား၁၄ရက်နေ့နဲ့နဲ့၃နိုင်၅မိနစ်အချိန်ရန်ကုန်တိုင်းတင်ကန်ကျွမ်းမြို့နယ်လေးကျောက်ကန်ရက်ွယ်ဒီတော့ကန်လန်းနဲ့ဥပဟန်လန်းတောက်ရှိပန်းချံတွေစိုက်ထူထားတဲ့ကျန်ပေါ်ပါသည်ရဲ့မဲဆွဲဆိုင်ပုတ်တခုဘိုကန်ညုရက်ွယ်ရှိလေးကျောက်ကန်လန်းနဲ့စပြူတိတ်လန်းထစ်တွင်စိုက်ထူထားတဲ့ပြည်သူပါတီဆိုင်ပုတ်တခုတုမင်္ဂလာရက်ွယ်ရှိလေးကျောက်ကန်လန်းနဲ့တုမင်္ဂလာလန်းတောက်ဇဝနလန်းဆိုတွင်စိုက်ထူထားတဲ့ပြည်သူပါတီဆိုင်ပုတ်တခုနဲ့ပြည်သူရှစ်ဆောင်ပါတီဆိုင်ပုတ်တခုတို့ကိုပြည်သူလေးဦးကဖြိုလဲခဲ့ကြ ားသိရပါတယ်။စူပါမဲဆွေဆိုင်ပုံများကိုဖြိုလည်းမှုဖြင့်သင်္ကန်းကျွမ်းမြွနဲ့ရန်အောင်ရက်ကွက်မှအသက်20အရွယ်ရွှေလင်းဦးနဲ့ဘိုကန်ညွတ်ရက်ကွက်မှအသက်20အရွယ်ခိုင်မင်းကိုအသက်19နှစ်အရွယ်စွန်းထက်အောင်နဲ့အသက်28နှစ်အရွယ်ချစ်လင်းကိုတို့ကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့ကြောင်းရှင်အောင်တင်ကန်းကျွမ်းမြို့မရစကန်တွင်ရွေးကောက်ပွဲများကကွဲပေးရေးဥပဒေပုံမှန်24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရှိရပါသည်စစ်တပ်ကရွေးကောက်ပွဲကကွဲရေးဥပဒေဖြင့်မြန်မာတိုင်းနိုင်ငံလုံးတွင် ပြည်သူတရ ရားဝန်ချက်ကိုဖန်ဆင်းအရေးယူမှုများလှုံ့ဆော်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့ရန်ကုန်ရှိအင်္ဂစားဝန်ကြီးဌာနပိုင်းဒုဝနအင်္ဂစားပြိုင်ပွဲရုံတစ်ကိုချက်ဖို့ပါတီမဲဆွဲဖွဲ့အတွက်စစ်တကအတုံးပြုတ်ခွဲ့ပေးပြီးနိုင်ငံရေးပါတီမဖို့တင်ချင်းဥပဒေကိုချက်ဖို့ပါတီကအထာရချူဖောင်းနေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါရယ် ရန်ကုန်ရှိအာဇာဝန်ကြီးဌာနပိုင်းဒုဝနအာဇာပြိုင်ပွဲရုပ်တစ်ကိုကျန်းဖို့ပါတီမဲဆွေဘက်အတွက်စစ်တကအသုံးဖြုတ်ကွယ်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစီရေးတရေမြေကပြောဆိုချပါရယ်။နှွေမလားစကွင်းနေမွန်လဲတနင်္လာနေ့မှာညနေ၄နာရီအချိန်ထိကျန်းဖို့ပါတီကရန်ကုန်မြို့သင်္ကန်းကျွမ်းမြို့နယ် တူမနာအကစားပြိုင်ပွဲရုပ်တတွေလူရဲ့တပေါင်းခန့်ပါဝင်တဲ့မဲဆွေစည်းပွဲကိုပြည်လုံးမှဖြစ်ကြောင်းအဆိုပါမဲဆွေစည်းပွဲတွင်ကျန်းဖို့ပါတဲ့အုတ်ထခေတရောက်မှဖြစ်ပြီးရန်ကုန်မှကျန်းဖို့ပါတဲ့ဝင်များကိုရွှေကောက်ပွဲကြောင်းညာစာတန်းကိုမိတ်ဆက်မှဖြစ်ကြောင်းသိရှိရပါသည်ပါတီမဲဆွေစီရောဟောပြောခွင့်အတွင်းအစိုးရဝန်ကြီးဌာနပိုင်းအဆောင်အုပ်ကိုတုံဆွဲခွင့်ပေးလိုက်ကြပါတခြားဘယ်ပါတီကိုမှမပေးပါဘူးစက်ခိုင်ပါတီကိုပဲပေးတာပါလို့ ရန်ကုန်တိုင်းတပ်တရဲမြစ်ကပြောဆိုထားပါတယ်ရဲပြဲချက်ဖုတ်ပါတဲ့မဲဆွဲစရုပ်ပွဲအတွဲစစ်တပ်နဲ့ရဲများကလည်းပြန်ပမလှုပ်ချွေးယူပေးမှဖြစ်ကြောင်းအကျိုးပို့ကအစစ်စစ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားကြသိရပါတယ် ်ချက်ပုတ်ပါတီကချုပ်ခဲတို့အစိုးရပိုင်းအဆောက်အုံဖြစ်တဲ့တူဝနာအကစားပြိုင်ပွဲရုပ်တစ်ကိုသုံးဆွဲခြင်းလှုပ်ချုပ်ရေးအတွက်စစ်တပ်နယ်ရဲကတာဝန်ယူပေးခြင်းဂျိုဖို့ကစစ်စင်များကိုရန်ကုန်တိုင်းအစိုးရကစစ်စင်ပေးခြင်းမှာနိုင်ငံရေးပါတီများမဘုတ်တင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးအသံဝက်ကပြောဆိုထားဖြစ်ပါရယ်နိုင်ငံရေးပါတီများမှပုတ်တင်ခြင်းဥပဒေပုံမှာခုနှစ်ကာလအတွင်းနိုင်ငံရေးပါတီတရတီ နိုင်ငံတော်အာဏာပိုင်နိုင်ငံတော်ပိုင်ဝေချစ်ဆောင်အုပ်ရင်းပြည်စည်းတို့ကိုတရားဖြစ်စေတွယ်ဝရဖြစ်စေရယူသုံးဆွဲခွင့်နိုင်ငံရဲ့ပါတီအဖြစ်ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်းပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့ပညာရေးဒီပြမှုမဟုတ်ကိုစတင်ကြောင်းများအပုံချနေတဲ့စကောင်မရှင်ကိုဂျွန်ဆန်ဆူစီရဲ့တာငယ်ကိုထင်းလေးကဝေဖန်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါရယ်စကောင်မရှင်ကစတင်ကြောင်းများကိုပုံချတက်ခတ်တစ်ဖြင့်ပညာသင်ကြားနေတဲ့အပြစ်မဲ့ကလေးငယ်များသိဆုံးနေရတော့ကြောင်းပညာရေးကပြင်းမှုမဟုတ်ကြောင်းဒေါ်ဆန်ဆူဂျီရဲ့တာငယ်ကိုချယ်လင်းခေါ်ခင်အရီကသူ့ရဲ့လူမှုကွန်ရက် စာမျက်နှာတွင်ထုတ်ဖော်ရေးသားချဖြစ်ပါရယ်မြန်မာနိုင်ငံ၌စာတင်ကြောင်းချက်ကကလေးများပညာသင်ကြားနေတဲ့အချိန်တွင်ဆဲဆူရဲ့လေကြောင်းတက်ခတ်မှုကြောင့်အပြည့်မဲ့အကြောင်းသားအများပြားသိဆုံးခဲ့ရပြီးကြားတွင်ကလေးများရှိနေသည့်ဖြစ်သိဆုံးခဲ့ရဖြစ်ပျက်များဖြစ်ပေါ်နေကြောင်းရေးသားချဖြစ်ပါရယ် ကလေးတွေဟာကြောင်းသွားတဲ့အတွက်အသက်သေဆုံးနေရပါတယ်ဆာနာရှင်ကလူတွေနဲ့အတူနိုင်ငံရဲ့အနာဂတ်ကိုပါဖြက်စင်းနေတယ်။ပညာရေးကိုပြည့်မှုအဖြစ်မှတ်သတ်မသင့်ဘူးစာအုပ်ကင်ထားတဲ့ကလေးတူဟာစာတင်ခန့်ချက်မှမသေးသင့်ဘူးလို့ဒေါ်ဆန်းစုကြည်ရဲ့သားငယ်ကိုထင်းလင်းနိုကိုရခင်အရီကအဆိုထားပါတယ်။မေကင်ဒေါ်ဆန်းစုကြည်တီပညာရေးကိုအလေးထားတဲ့သူဖြစ်ကကလေးငယ်များအကြောက်တရားမှကဲဝဲပြီးလွတ်ငြိမ်ချမ်းသာစွာ ကုန်ဖလူကုန်တိတ်ခါရှိစွာကြည်ပြင်းရလို့လားတဲ့သူဖြစ်ကြောင်းဆက်လက်ပြောဆိုထားဖြစ်ပါရယ်ရခုလာပိုင်းပါပဲမန္တလေးတိုင်းစစ်ကူမြို့နယ်မာလေးကျေးရွာရှိစပေးရှောင်းများနေထိုင်ရာစတင်ကြောင်းများချစ်ပင်နယ်တောင်ပိုင်းမင်းတပ်မြို့နယ်တွင်ကျေးရွာနေရွာမှစတင်ကြောင်းများနေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ကလင်းငယ်များအပါအဝင်အရှက်သားများတေဆုံမှုများရှိလို့နေခဲ့လည်းဖြစ်ပါရယ် 2025ခုနှစ်မေလမှာအော်ဂူလာအထက်ဆေးအုပ်စုလေးကျောင်းတိုက်ခိုက်မှုကြောင့်ဘာသာရေးအဆောင်အုပ်66ခုစာတင်ကျောင်း46ကျောင်းနဲ့ဆေးအုပ်စည်းကမ်း17ခုတို့အထိခိုက်ပျက်စီးခဲ့ရကြောင်းညာလင်းတိတုတေသနအဖွဲ့ထံမှသိရပါတယ်။ဆိုပါဆေးအုပ်စုရဲ့အလေးကျောင်းတိုက်ခိုက်မှုကြောင့်အရသာတေဆုံသူ604ဦးဒဏ်ရာရရှိသူ1339ရှိခဲ့ကြောင်းသိရပါတယ်။အပင်နာဆင်မှုအကျွဲအကျွဲကျဆွတ်တင်ရှိပါတယ်ရှင်။